ဟိုအားလုံးမင်္ဂလာပါခင်ဗျာ CIA Dan Forward Channel ရေပြန်လဲကြိုဆိုလိုက်ရပါတယ်အဲတော့အားလုံးမကျွန်တော်ဒီနေ့ည5နာရီခွဲချိန်မှာဆိုတော့ကျွန်တော် Manchester United အသင်းကအင်ကွင်း Old Trafford မှာဒီဝမ်ဘလီတွေကိုရှင်းနိုင်ကစားရမှာဖြစ်ပါတယ်အဲတော့ကျွန်တော်အနေနဲ့ဒီနေ့ဘွဲစင်နဲ့ပတ်သက်ပြီးတော့ဗောနော်အဲတော့ဘယ်လိုလူစင်းနဲ့ပွဲထွက်လာနိုင်လဲဆိုတာရဲ့ပြီးရင်ဘယ်လိုရလဲမျိုး Trap ပေါ်နိုင်လဲဆိုတာကိုကျွန်တော်တို့ခံမှန်းသွားမှာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့စလိုက်အောင် တော့ညီပြအင်မိုရင်ကိုတိုင်ကကျွန်တော်တို့ပြောထားတယ်ပေါ့နော်ဒီပြီးခဲ့တဲ့ဒီ line ရဲ့အတင်းနဲ့ပွဲပြီးတုံးသက်ချက်မှာ sorry press conference မှာပြောထားတယ်အဲ့တော့သူပြောတဲ့ key points ကလူငယ်တွေကိုနေရာပေးမယ်ဆိုတဲ့အချက်ပဲအဲ့တော့ဒါကိုကျွန်တော်တို့ကြီးကျင်အားဖြင့်ဒီနေ့ပွဲစဉ်မှာပထမအဆုံးကျွန်တော်ကြိုးပြီးတော့တတိပေးချင်တာကဒီညီကိုတို့အနေနဲ့ဒီပွဲကိုတေချာလေးတတိထားပြီးမှခစားစေချင်တယ်ဘာလဲဆိုလို့ရှိရင်လူငယ်တွေပါလာရင်ကျွန်တော်တို့အသင်းအနေနဲ့အလိုလိုမှအခြေအနေကစိုးနေတဲ့အသင်းဗျာ ဒါကြောင့်မလို့လူငယ်တွေပါလာရင်ပို့ပြီးအခြေအနေဆိုးသွားနိုင်တယ်ပေါ့နော်ဒါတော့ချက်သတိထားစေချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီလိုစလိုက်အောင်အဲ့တော့ကျွန်တော်အသင်းကအဲအားလုံးသိချရတဲ့အတိုင်းပဲဒီယာဒီမှာဆိုလို့ရှိရင်အခြေအနေတော်တော်လေးကိုဆိုးနေတယ် EPM မှာဆိုလို့ရှိရင်ဒီနောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်အဝေးကွက်မှာအဲဒီ Newcastle ကို4-1နဲ့ရှုံးခဲ့တယ်ပြီးတော့ရင်အာဒီကျွန်တော်တို့ဒီဟိုပါပေါ့နော် Manchester City ကိုစီးပြီးကြားခဲ့တယ်ပြီးတော့ဒီ Nottingham Forest ကို1-0နဲ့ရှုံးခဲ့တယ်အဲ့တော့ EPM မှာကျွန်တော်နိုင်ပွဲရရှိထားတာက လက်စတာဘက်3စီးနဲ့နိုင်ထားတာအဲ့ဒါကလည်းဒီ international break မတိုင်ခင်ပြ international break ပြီးတဲ့အချိန်မှာကျွန်တော်အတင်းရ EPM မှာနိုင်ပွဲရရှိမှုကမရှိထားဘူးအဲတည်ရပွဲတပွဲရရှုံးပွဲနှစ်ပွဲရကျုံတွေ့ထားတယ်အဲ့တော့အဲညီကိုရိုအနေနဲ့ပြီးခဲ့တဲ့အဲပြီးခဲ့တဲ့ line နဲ့ပေါ့နော် Europa League ပွဲစဉ်မှာကျွန်တော်အတင်းအရင်ကောင်းနေခဲ့ Manchester United အနေနဲ့ဟိုဘယ်လိုပြောရမလဲခံပတ်နဲ့ပြန်လာနိုင်ခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့ကအထင်သွားကြည့်လို့မရဘူးအဓိကကျွန်တော်ပြောချင်တာကဗျာ ကျွန်တော်သိရင်ကိုယ့်အခြေအနေကိုကျွန်တော်သိဖို့လိုတယ်ပြီးတော့ရင်ဒီပြကိုယ်တိုင်ကိုကယူပါလိုက်ကိုပို့ပြီးတော့အားဆိုင်ထားတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်ကို short ကန်တာမျိုးဒါမှမဟုတ်တော့လကောင်းကျွန်တော်တို့လူငယ်ရင်းနဲ့ပွဲထုတ်တာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မလို့ဘူပါဟန်တာမှာအများကြီး chance ပို့ပြီးတော့ရှိတယ်အဲကျွန်တော်တော့ဒီဟိုဘူပါဟန်တန်ရဲ့ဒီလက်ရှိ form ကြီးရပါတော့အဲ့တော့ဘူပါဟန်ပို့ပြီးတော့အဆင်ပြေလို့ကျွန်တော်ထင်တယ်အဲ့တော့လက်ရှိဘူပါဟန်တန်ရဲ့ form ကိုကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော် တို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာ Everton 1-1နဲ့တေးချခဲ့တယ်အဲ့တော့အဲ့ဒါကတော့အဝေးကွန်းမှာ1-1နဲ့တေးချခဲ့ဖြစ်ပြီးတော့ Southampton ကို away ကွန်းမှာ2-1နဲ့နိုင်ခဲ့တာမျိုးတို့နောက်တစ်ခုက Ipswich Town ကို2-1နဲ့နိုင်ခဲ့တာမျိုးတို့သူတို့အနေနဲ့ဟုတ်တယ် Liverpool တို့ဘာလို့တော့ရှုံးခဲ့တယ် Arsenal ကိုရှုံးနေ Chelsea ကိုရှုံးနေဆိုပေမဲ့အသင်းကြီးတွေကိုရှုံးနေဆိုပေမဲ့သူတို့ကကျွန်တော်တို့အသင်းထက်အဆဆအရာခြေစွမ်းပိုင်းတာလန်တွေအသင်းတွေဖြစ်နေတယ်ဗျာကျွန်တော်တို့လက်မခံချင်တဲ့လက်ခံရမယ်အမှန်တရားဖြစ်နေတယ်ဒါကြောင့်မလို့ကျွန်တော်တို့အသင်းအနေနဲ့ဒီ ပြီးခဲ့တဲ့စပါနဲ့ပွဲမှာကစားခဲ့တဲ့ဥပဟန္နဆိုလို့ရှိရင်တော်တော်လေးကိုအားကောင်းတယ်လို့ပြောလို့ရတယ်ဗျာအဓိကကဒီပြိုင်ပွဲပေါ်မှာကျွန်တော်တို့ကစားသမားတွေရဲ့မှာအာတိတာပြစ်မှုကတော်လေးကိုယောနေသွားပြီဗျာလောလဲဆိုလို့ရှိရင်ဘာမှမျောလို့ရမရှိတော့ဗျာယူရိုပါလိကိုပဲအဆိုင်ထားတော့မှာဒါကြောင့်မလို့အဓိကတော့မန်တယ်အရာကြည့်ရမယ်ဆိုလို့ရှိရင်ဥပဟန္နအများကြီးပို့ပြီးတော့တာပါတယ်အဲ့တော့ဒီကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်နောက်ဆုံး၅ချိန်ထဲတည်းတွေ့ဆုံမှုနောက်ဆုံး နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လည်းဥပဟန်နန်ကဝက်ဆန်အွန်နိုင်တဲ့ပွဲစဉ်တွေရှိတယ်ပြောချင်တာသူတို့အသင်းရဲ့အခြေအနေက form return meet လာတယ်လို့ပြောလို့ရတယ်ဗျာအဲ့တော့အဲ့လိုမျိုးဖွင့်နေအရှိရပွဲစဉ်တွေမှာနိုင်ခဲ့တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာမှဟိုရှုံးသွားတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အတွက်အကောင်းပေါ့ဗျာအဲဒါပေမဲ့အဲ့လိုဖြစ်ဖို့တော့ကျွန်တော်တို့မမြော်လင့်ဘူးဖြစ်မယ်လို့လည်းမထင်ဘူးအလွန်ဆုံး United ရဲ့အနေနဲ့ရရမယ်ဆိုလို့ရှိရင်တည်ရလို့ထင်တယ်ဗောနော်အဲ့ဒါတော့ကျွန်တော်ရဲ့မှာအမြင်ကိုပြောပြတာပါအဲ့တော့ head to head ထိတဲ့တွေ့ဆုံမှုတွေမှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ Wuhan နဲ့ကွန်းမှာကျွန်တော်တို့ ာကျွန်တော်တို့2 2စီးနဲ့ရှုံးခဲ့တယ်ပြီးတော့ရင်ဘူကွမ်းမှာပြီးခဲ့တဲ့ဒီ Kobe Manu ပေါ့နော်နောက်ကြကိုနဲ့ဒီ3 4နဲ့နိုင်ခဲ့တယ်ပြီး United ကွမ်းမှာဆိုလို့ရှိရင်တော့ United ကဟိုအပြည့်အသက်အသာစီးရတာမဟုတ်ပဲね1စီးဒါမှမဟုတ်2 1ဒါမှမဟုတ်2စီးအဲ့လောက်လောက်နဲ့နိုင်တာမျိုးတွေပေါ့နော်1စီးနဲ့နိုင်တာမျိုး2023လောက်ကပြီးတော့ရင်သူစင်းနဲ့ကပ်ပြီးတော့နိုင်တာမျိုးတို့အဲအဲ့လိုမျိုးဒီကျွန်တော်တို့ဒီလိုမျိုး reset တွေတွေ့ရတယ်ပေါ့နော်အဲဒါကြောင့်မလို့ဒီနေ့တင်အခြေအနေအရဟိုဂိုးပြတ်တယ်ဆိုလို့ရှိရင်တော့ အဲဒီဟိုတကူအကွာနဲ့တော့မဟုတ်ရင်အဲတေးကြသွားမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲအလောင်းမောင်းဒီမှာဆိုလို့ရှိရင်ဗျူရန်တက်က72ကြိမ်တိုင်းထားပြီးတော့ဝဟနန်9ကြိမ်တိုင်းထားတယ်တေးကြတာကတော့၄ကြိမ်တိရှိထားတယ်အဲ့တော့ဖတ်တူဖတ်အရာယူနိုက်တက်အနေနဲ့ဟိုအင်ကွန်းမှာပေါ့နော်ယူနိုက်တက်အင်ကွန်းမှာအတားစီရရှိတယ်ပေါ့နော်ယူနိုက်တက်အင်ကွန်းမှာဆိုလို့ရှိရင်ဥပဟနန်တစ်ကြိမ်မဲနိုင်ထားတယ်အဲ့တော့အတားစီရရှိရဆိုပြီးမြဲဒါတွေက history ဖြစ်ဖြစ်သွားပြီဗျာတမိုင်းပဲဖြစ်သွားပြီအဲ့တော့တမိုင်းအကြောင်းအရာကိုကျွန်တော်တို့က ဟိုဒါမေးထားမေးထားလို့တော့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လက်ရှိမှာဆိုလို့ရှိရင်အရင်ကြီးအသုံးမယ်လို့မထင်ဘူးလက်ရှိ Uber Hana ရဲ့ form ကလည်းအရင်ကြီးတက်နေရဗျအဲ့တော့ဒါတော့ကျွန်တော်အမြင်ပေါ့နော်အဲ့တော့ head တွေမှာဆိုလို့ရှိရင် United အနေနဲ့နည်းနည်းလေးတော့အသာစီးရတယ်လို့ထင်တယ်ဒါပေမဲ့အရင်ကြီးမပွားပါဘူးလက်ရှိ current form အရတော့ Uber Hana အများကြီးပို့ပြီးတော့တာပါတယ်ကျွန်တော် United မှာဆိုလို့ရှိရင်ဝက်ဘန်နဲ့တောင်လည်းခန်းစားရပါလိမ့်မယ်ဘာလို့လဲဆိုရင်ပြီးခဲ့တဲ့ မိနစ်130လုံးလုံးကစားထားရတဲ့အတွက်ကြောင့်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့အဲဒီခမ်းမန်လိုင်းရက်ကိုကျွန်တော်တို့တူဆက်ပြီးတော့ဆွေးနွေးကြည့်လိုက်ရအောင်အဲ့တော့ခမ်းမန်လိုင်းရက်မှာဆိုလို့ရှိရင်ဒီပြပြောထားရတဲ့မယ်ကိုသမားနေရာမှာတော့ onana ပဲပြန်ပါလိုက်မယ်အာကျွန်တော်ကတော့ onana ပဲပြန်ပြီးပါစီရှင်နေပေါ့နော်ဘာလို့လဲဆိုတော့ onana ရက်မှာဘောလုံးချင်းနေရအရင်ကြီးအေးပါရဗျာဟိုဗယန္နာအဲ့လိုကြီးမကောင်းဘူးပြီးခဲ့တဲ့ပွဲစီမှာဆိုလို့ရှိရင် onana အခြေအနေကမဆိုးလို့ပြောလို့ရတယ် ော့အဓိကကျွန်တော်ပြောချင်တာဗျာသူ့ရဲ့မှာ mental ကို online ရဲ့ mental ကိုပြန်ပြတိဆောက်စေချင်တာဒါကြောင့်မလို့ဒီနေ့ပွဲစဉ်မှာပြန်ပြသုံးတင်တယ်နောက်တန်းမှာတော့ခေါင်းကြီးကိုနားပေးသင့်ပြီး Lindy Love ပြန်ပါထားတယ်ခုမှကတော့ဒါပေမဲ့ကျွန်တော်လည်းဒါလည်းသဘောတူတယ်တက်တက်လောက်ရှုံးလို့ရတယ်အဲ့ဒါမရှိဘူး Lindy Love မကလို့ Heaven ကြီးပဲဆိုတော့ Johnny Evan ကြီးပဲပါပဲအဲ့ဒါမရှိဘူးရတယ်အဲ့ Euro ကိုပြန်သုံးထားတယ်အဲ့ Euro သုံးမှာမလား Euro သုံးမှာမလားဒီဒီ Uh, in heavens လေးလည်းပြန်ပြီးတော့ကောင်းနေပြီဖြစ်တဲ့အတွက်ကြောင့် heavens လေးများပြန်ပါမလားကျွန်တော်မျှော်လင့်မိတယ်ပေါ့နော် အဲ့တော့အဲဒီနောက်ထပ် RCB မှာတော့ match story ပေါ့နော်ပြီးခဲ့တဲ့ပွဲစဉ်မှာလည်းအနားရထားတဲ့အတွက်ကြောင့်အဲဒီဘာကြောင့်လဲတော့မသိဘူးပေါ့နော်ဒါပေမဲ့အနားရထားတဲ့အတွက်ကြောင့် match story ရဲ့ပြန်ပြုတ်ပါမယ်လို့ထင်တယ်။ left wing နဲ့ right wing မှာ Amas နဲ့ Doku Harry Amas နဲ့ Doku နဲ့ကိုဘကုကို right wing ထားတယ်။ဒါလည်းပြစ်နိုင်တာပဲ။အဲ့တော့ဒါလောက်အနားပေးခြင်းနဲ့ဆိုလို့ရှိရင် Doku ကို right wing ထားအဲဒီဒီ Emorelli Doku ကို right wing မှာထားခဲ့တဲ့ပွဲစဉ်ရှိရပေါ့နော်။ပထမဆုံးပွဲစဉ်ဗျာ Doku ရဲ့မှာ debut debut ပွဲစဉ်။မထားပါတော့ ဟဲ MS ကလည်းပြီးခဲ့တဲ့ဘက်ကမစိုးဆိုတဲ့အခြေအနေကိုကြားခဲ့ရတယ်။ဒါကြောင့်မလို့ဒါတဘောတူတယ်။ပြီးရင်ကွင်းလယ်မှာဆိုလို့ရှိရင် Erison နဲ့ Ugarte ရဲ့အဲ့တော့ Erison Ugarte ကွင်းလယ်ကတစ်ဖက်ကဒီဒီ John Coleman ကျန် Andrews နဲ့ကွင်းလယ်ကိုရှင်းနိုင်ပါမလား။ရှင်းနိုင်မှုတော့ညှောလင်းလို့မရဘူး။ဒါပေမဲ့အာဖြစ်နိုင်တာကလူငယ်လေးတွေရောဒီနေရာမှာစကုတ်ကိုနေတို့ဒါပေမဲ့စကုတ်ကိုနေတို့က ဖြစ်နိုင်ကြတော့နေဒါပေမဲ့အရန်ခုမတော့ပြန်ပြောပါလိုက်နေတယ်လို့ထင်တယ်ဒါကြောင့်မလို့ကွန်းလန်မှာနီးပြက Ericsson နဲ့ sorry Fuma Ericsson နဲ့ Ugadi ကိုပဲထုတ်ထားတယ်ဒါလည်းကျွန်တော်အပြစ်ပြောလို့တော့မရဘူးကျွန်တော်တို့အဲဒီမှာကွန်းလန်ကမရှိဘူးဒါမှမဟုတ်ရင်မေဆမောက်ကိုကွန်းလန်မှာထပ်ပြောကစားမှာလားနီးပြက်ဒါကြလည်းမဟုတ်ဘူးမေဆမောက်ကိုရှေ့မှာပဲတော့ကစားစေချင်တယ်အဲ့တော့အဲဒီနေရာမှာ Bruno မှမတော့ရင် Ugadi နဲ့ Ericsson မှာဖြစ်ဖို့များတယ် လို့ဆိုရင် customer ကပြီးခဲ့တဲ့ပွဲစဉ်ကတပွဲလုံးကစားထားတာပြိုင်းနေပြီဗျာဒါကြောင့်မလို့ Ericsson နဲ့ Ugadi ပဲပါမယ်လို့ထင်တယ်အဲ့တော့ LSS ညံမှာ Bruno သုံးထားပြီးတော့ SS ညံမှာအာဒီ Mason Mount သုံးထားတယ်ဒါလေးဖြစ်နိုင်ဒါမှမဟုတ်ကျွန်တော်ကတော့ Bruno လုံးဝကိုနားကိုနားစေကျွန်တော်တပွဲလုံးကိုအနာပိတ်စေကျွန်တော်တယ်အဲသူ့ကိုကစားမယ်ဆိုလို့ရှိရင်ဒုတိယပိုင်းမှာပေါ့နော်မိနစ်30လောက်ဖြစ်ဖြစ်မိနစ်20လောက်ဖြစ်ဖြစ်ကစားပြီးကစားလိုက်ဗျာတက်တက်လောက်ရှုံးလို့ရတယ်ဗျာခေတ္တမရှိဘူးအဲ့တော့အဲအရင်ကြီးတော့ရုံးမပတ်ဖို့ရလို့တာပေါ့နော်အဲ့တော့ ဘူးမမပါရင်ဘာတူပါနိုင်လဲခန္ဓာချုံနဲ့မေဆင်မောက်ခန္ဓာချုံနဲ့မေဆင်မောက်ရပြန်ရဲ့အရစင်ရဲ့မှာ chunk creation နဲ့ဆိုရင်အများကြီးတော့မျောလင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသင်းမှာကအသင်းရဲ့အဲ65ရာခိုင်နှုန်းလောက်ကဘရူနိုတို့ရောက်ထရဆွဲတင်ထားတာဗျာဒါကြောင့်မလို့ကျွန်တော်တို့မှဘရူနိုမရှိလို့လည်းမဖြစ်ပြန်အဲ့ဘရူနိုပဲပါမယ်လို့ထင်တယ်အဲ့တော့ RSS နေရာမှာတော့မေဆင်မောက်မေဆင်မောက်ဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့တိုက်စစ်မှာတော့ Queensland ဒါမှမဟုတ်ရင် OB အားလုံးကတော့ OB GOP ကိုမျောလင့်နေကြတယ်။ဒါပေမဲ့ White Line ယုံကြည်မှုရအောင်ဒီနေ့ပွဲစဉ်ကိုထဲမှာသုံးသင့်မှုလား။ပြီးခဲ့တဲ့ပွဲစဉ်မှာ White Line ရဲ့စွမ်းဆောင်ရည်မဆိုးလို့ပြောလို့ရတယ်ဗျာ။ဒါကြောင့်မလို့ကျွန်တော်ကတော့ဒီဒီဘယ်လိုပြောရလဲ Full Moon ရဲ့ Campaign လိုက်ရကိုကျွန်တော်တော့ဟိုလက်ခံတယ်။အဲသဘောတူတယ်ပေါ့နော်။အဲ Doku Right One Right One ပဲ။ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲစဉ်မှာလူငယ်အသင်းကဒီအဲစကုကုနေတို့ကုကန်ကီတို့အာပြီးသွားရင်ကျွန်တော်တို့ဒီ အဲ့ဒီစမှာဆိုလို့ရှိရင် OB တို့ချီတို့ OB တို့သူတို့ကိုလည်းကျွန်တော်ပွဲထွက်စေခြင်းပြီးပွဲထွက်စေခြင်းပြီးဆိုတာကဒီစပြီးတော့သူတို့ကိုအရန်ကွန်းနေပေါ့နော်စပြီးတော့လူစားဝင်ပြီးတော့ကစားစေခြင်းနေပြီအဲ့တော့ဒီနေ့ပွဲစဉ်ကတော့စောင့်ကြည့်ရမှာပဲ now tell uber and app မှာကခံမှန်းထားတာကလာဆန်တို့ခုညာတို့ခုညာဆိုလို့ရှိရင်ဒီမှာတော်တော်လေးကိုကျွတ်စင်ဒီနေ့ပွဲစဉ်ကဒါဆိုလို့ရှိရင်ခုညာရေမှာဂိုးတွေခုညာဆက်လီကိုတွန်းထားတယ် bruno ရှေ့ကိုပဲတွန်းထားတယ်ကျွန်တော်အသိဉာဏ်အကောင်းဆုံးကစားသမားဖြစ်ဆိုတဲ့ bruno နာမှာရှေ့ကိုတွန်းထားနော်ခုညာဆက်လီကိုတွန်းထားတယ် ကျွန်တော်တင်းစိတ်ဝင်စားနေတဲ့ခုညောင်ကျွန်တော်တို့တေချာလေးကြီးကွင်ရမယ်။ပြင်ကွင်းလေကမာတောင်နေရာပဲတို့ရဲ့ကွင်းလေ။ဂျောင်ကိုမက်စ်ရဲ့ကျွန်တော် entry ရဲ့ကိုလုံးဝကျွန်တော်ရှင်းနိုင်စရာအကြောင်းမရှိဘူးဗျာ။နေတို့ရဲ့ defense ကလည်းချစ်လိတယ်လို့ပြောလို့ရတယ်။ Bruno ရဲ့ပြောရင်ကိုယ်စမလည်းဂျိုရှိစာဗျာ။ left wing back မှာဆိုလို့ချင်းလည်း Ennuri ရှိတယ်။ right wing back မှာလည်း Samiro ရှိတယ်။ဟုတ်သူတို့ကလည်း A အဆင်ပြေနေရပဲ။အဲ့တော့ဘယ်လိုပြောရမလဲ။အဲကျွန်တော်အစကတည်းကပြောထားတဲ့အတိုင်းနဲ့ ဟိုခမန်းလိုက်ရောက်ဆိုကြည့်ကြရကျွန်တော်တို့အဲဒီမှာကဒီတဏျာမုတ်တဏျာတော့အားနေနေပြအဲအဓိကပြောရမယ်ဆိုလို့ရှိရင် Lindy Love နေအားနေမယ် Erison နေအားနေမယ်ဂျန်နေနေတော့မြင်သာစီမှာတော့မဟုတ်ဘူးဒါပေမဲ့စပောက်တော့မှာ42နဲ့တိတ်လာတာနော် Uber Hana ကအဲ့ဒါတော့ short မတွက်စေချင်ဘူးအဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ခမန်းကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အသင်းရဲ့ defense ကလည်းအခုနောက်ရင်ဂိုးလေးတွေပေးနေရပြီဖြစ်တဲ့အတွက်ကြောင့် ဝူဘာဟန်ဒန်အနေနဲ့2-1နဲ့ကတ်နိုင်တာလောက်ကောင်းဒါမှမဟုတ်ရင်2-2တေးကျသွားတာလောက်ကောင်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့စိတ်ထဲမှာထင်ပါတယ်ကတ်နိုင်ကတ်နိုင်မယ်ကျွန်တော်ညွှန်လင်းတယ်ပေါ့နော် United ကတ်နိုင်ဆိုလို့ရှိရင်2-1ဒါမှမဟုတ်ရင်ဝူဘာဟန်ဒန်ကတ်နိုင်ဆိုလို့ရှိရင်2-1ဒါမှမဟုတ်ရင်2-2တေးကျဒါမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အရန်ကြီးဟို4-1တို့ပြီးတော့ရင်ဟို5 5-1တို့ဒါတော့မမျောလင်းဘူး3-0ပါတော့မမျောလင်းဘူးဗျာဖြစ်ပါစင်းတယ်လို့ကျွန်တော်ကတော့စွန့်တော်ပေးလိုက်တယ်အဲ့တော့ တော့ဒီနေ့ပွဲစဉ်တာကျွန်တော်တို့ကျွန်တော်တို့ United အသင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်အဲအဆင့်73ဟုတ်တယ်73မီတာအဆင့်73ကိုဟိုတလန်းနိုင်မှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကဟိုရတဲ့လောက်တော့ရမယ်တူစူဆောင်းရမယ်ဗျာအဲ့တော့နောက်ဆုံးကျွန်တော် key points တစ်ခုကိုပြောချင်တာကဒီနေ့ပွဲစဉ်တကယ်လို့နိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အသင်း mental ကရသွားပြီဗျာ တော့နောက်ပွဲစဉ်တီကျွန်တော်တို့ကဒီဝဟန်နဲ့ကံပြီးသွားရင်ဘုံမောင်းနဲ့ထက်ခင်ရမယ်အဲ့ဒီဘုံမောင်းနဲ့ပွဲစဉ်မှာပါတကယ်လို့မှအဲကျွန်တော်တို့ကံကောင်းပြီးတော့ပေါ့နော်နောက်ပွဲစလုံးနိုင်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘီဘာကိုသွားတဲ့အခါကျရင်ကျွန်တော်တို့ရဲ့မန်တေအလုံးက strong ဖြစ်နေပါဗျာအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှာအားတက်စရာတခုဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ပွဲစဉ်ကိုကျွန်တော်အနေနဲ့ဟိုရှုံးတော့မရှုံးစေချင်ဘူးအလွန်ဆုံး sorry အနိုင်ဆုံးပါနော် တည်ရပါစေလို့ကျွန်တော်ဆုတောင်းပေးတယ်အဲ့တော့အနေဆုံးတည်တက်ပြောနိုင်တာမျိုးပဲကျွန်တော်တို့ဖြစ်စေခြင်းလေဒါပေမဲ့လက်ရှိ reality ကြကြစဉ်းစားရမယ်ဆိုလို့ရှိရင်ကျွန်တော်အသိအနေနဲ့နိုင်နိုင်ကြီးရတော့ဒီလိုကိုနဲပါတယ်အဲ့တော့အဓိကတော့ဗျာကျွန်တော် mental ကို strong ဖြစ်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့အသိကိုနိုင်စေခြင်းလေဒါပေမဲ့လက်ရှိ form အရာကျွန်တော်နိုင်နိုင်စွမ်းအားနေတယ်ပေါ့နော်အဲ့တော့ Nico တို့ကဘယ်လိုမျိုးမြင်ကြလဲအဲဒီနေ့ပွဲစဉ်မှာအဲကျွန်တော်တို့အသိကို ဟိုပြိုင်ပတ်အနေနဲ့ရင်ဆိုင်ရမယ်ခုညအနေနဲ့ရောဘယ်လိုမျိုးခြေစမ်းရှိလဲဆိုတာကိုပြည်သက်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာဘယ်လူငယ်လေးတွေပွဲထွက်နိုင်လဲဆိုတာကိုညီကိုတို့အနေနဲ့ခံမှန်းပေးခဲ့ကြပါအောင်ခင်ဗျာပြီးတော့ရင်ပွဲရက်ဆာဘယ်လိုထောင်းလဲဆိုတာလည်းကျွန်တော်ခံမှန်းပေးခဲ့ကြပါအောင်ကြည့်ရှုအားပေးခဲ့တဲ့ညီကိုတို့ဖြစ်နေအောင်ကျေးဇူးတူတင်ရှိပါတယ်ခင်ဗျာအော်ကျွန်တော်ညီမပြည်သူပြည်သားများအားလုံးလည်းဘေးရန်ညီအားလုံးမှာခင်ရှင်ကြပါစေခင်ဗျာ